မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အလောင်းစီသူမင်းကြီးကနောက်ပါမူးမတ်တွေကိုအမျက်တော်ရှာခဲ့ရမှာဖြစ်ပေါ်လာတဲ့မျော်ရစ်ဖျားသမိုင်းလေးကိုတင်ဆက်ပေးပါရစေရှင်။ တဝဲကနေမောင်မကန်ရွာလမ်းခွဲကနေတဆင်ဆဲမိုင်းခန့်အထက်သွားရမယ်ဆိုရင်ပင်လေဘက်ကိုဆွန့်ထွက်နေတဲ့ကြောက်ဆောင်အငူပေါ်မှာမျော်ရစ်ဆိုတဲ့ဖရားတစုရှိပါတယ်။ထိုဖရားကိုအခက်အခဲဖြစ်နေတဲ့သူတွေ၊ဂျင်းတဲ့ချက်သေးရောက်နေတဲ့သူတွေကသွားရဖူးမျော်ဆူတောင်းချောင်းကိုလည်းသိရှိရပါတယ်။မဟာတက္ကရေတရသုံးခုနဲ့ကဆုံလာပြင်းနေမှာမျက်စိမှာတိုင်းတွင်အရှင်ဂေါရမမြတ်စွာဘုရားသည်ဗောဓိပင်နဲ့ရွှေပလင်းကိုအောင်မြင်ကာတပ်ပင်ညွတ်ရွှေညံတော်ရရှိလျက်ဖရားအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကတတဟတ္တလင်းလုံးပင်ခြင်းမှာ မာပတ်ဝင်စားပြီးတဲ့နောက်တမာပတ်မှထတော်မူစဉ်ရမညာတိုင်းဩကလာပပြည်တောင်ဘက်ပခရယဝတီမြို့မှာတဖုတ်သားနဲ့ဗလိကကုံတဲ့ညီနောင်နှစ်ဦးတို့ကကုံစီကိုသန်းသွားလာစဉ်ဖျားရှင်ထန်းဆိုက်ရောက်လျက်တရာကြီးညို၍ပြားရည်ဆန်းသောမုံစိုးများကိုလှူဒန်းခဲ့ကြပါတယ်။အဒီနောက်ကုံတဲ့ညီနောင်ရဲ့လျှောက်ထားချက်အရာမြတ်ဗုဒ္ဓမှာတရဏဂုံတည်စေပြီးချက်သားတို့နောက်အခါမှာရမညာတိုင်းနဲ့သဒ္ဒနာပွင့်လင်းတော်မယ်ဆိုပြီးမိန့်တော်မူကကုံတဲ့ညီနောင်အားဇီဝကေတရာသူတက်ရှိစံတော်တတ်တော်ရှိစုကိုပေးသနာခဲ့ပါတယ်။ ီးနောင်တို့အပြန်ခရီးလမ်းတွင်မျက်စီမှအတိုင်းအစက်တနဂရပြည်ရှင်မင်းကြီးကစံတော်နှစ်စုကိုတောင်းယူပြီးပူဇော်ခဲ့ပါတယ်။တန်စံတော်၆စုကိုတော့ပင်ဆောင်ကအပြန်ခရီးလမ်းဆက်လာခဲ့ရာရမညာတိုင်းသို့သင်္ဘောလွှင့်ခဲ့ကြပါတယ်။အစင်တဆိုင်သင်္ဘောလွှင့်ခဲ့ကြရာသမုတ်တရား၌လှိုင်းလေအစင်မသိမ့်၍ငကရစ်မော်တို့သင်္ဘောဆိုင်ပြီးတညတာမြရနာခဲ့ပါတယ်။ထို့အချိန်မှာတောင်ဆောက်နန္ဒကားတွေကစံတော်နှစ်စုကိုတောင်းယူပြီးပင်ဆောင်ပူဇော်ခဲ့ပါတယ်။စံတော်မြတ်ကိုနန္ဒကားမြတ်ကရစ်ပတ်ဆောက်ရှောက်ကိုးကွယ်ပူဇော်ထားကြလို့ငကရစ်မော်လို့ခေါ်တွင်ခဲ့ကြခြင်းလေ ည်းဖြစ်ပါတယ်။ဇေဒီတရှိနေတာနှစ်ပေါင်းမြောက်စွာရှိပြီဖြစ်ပေမဲ့လည်း AD 192ခုနှစ်မှာတော့ပကံပြည့်ရှင်အလောင်းစီသူမင်းကြီးကဖောင်ဆက်ကြားဖြင့်လှည့်လည်လာစဉ်တရားမင်းကညွှန်ကြားသဖြင့်ငရရမော်တို့ရောက်ရှိလာခဲ့ပြီးတက်ရောက်ဖူးမြော်တဲ့အခါမင်းကြီးကတီညိုလွန်းလာကြောင်းစန်တော်ထပ်ပနာတိုက်ကိုငုံကဇေဒီတစုကိုတီထားဖို့အမိန်ပေးခဲ့ပါတယ်။ထိုနေရာမှာဘရင်နောက်ပါတချို့ကခီးလန်းရှေကြာခီးဆက်လာခဲ့ရသဖြင့်တိုင်းပြည်ကိုလွမ်းစွန့်ညှဉ်းညူကြပြီးဇေဒီတီဖို့ကိုတွန့်ဆုတ်နေကြပါတယ်။ဒီအကြောင်းကိုဘရင်ကြီးကကြားပြီးအမျက်တော် ်ရှားတဲ့အတွက် ထိုစီဒီတီပီထောင်ပြန်လွှင့်တဲ့အချိန်မှာညှဉ်းညူနေတဲ့နောက်ပါမူမတ်တွေကိုငကရစ်မော်မာနေခဲ့စေလို့ရာဇသံချမှတ်ခဲ့ပါတယ်။နောက်ပါမူမတ်တွေကလည်းဖောင်ဆက်ကြထွက်သွားပြီးငင်းမျော်လျက်အကြမ်းရစ်နေကြတာကြောင့်မျော်ရစ်လို့ပြန်တွင်ခဲ့ကြခြင်းလည်းဖြစ်ပါတယ်။မျော်ရစ်နဲ့မလန်မကန်မှရှိတဲ့မောင်မကန်ရေချိုးစိတ်ကအလောင်းစီသူမင်းဖောင်ဆက်ကြဆိုက်ရောက်ခိုင်းမောင်မမိတ်တန်များတွားရောက်ရေကစားခဲ့တာကိုအစွဲပြုပြီးမောင်မကန်လို့ခေါ်တွင်ကြခြင်းလည်းဖြစ်ပါတယ်။မျော်ရစ်စီဒီဟာတဝဲကနေမောင်မကန်ရွာလမ်းခွဲကနေတဆင်ဆယ်မိုင်ခန့်အထက်တွားရမယ်ဆိုရင်ပင် လဲဘက်မှာစွန့်ထွက်နေတဲ့ကြောက်ဆောင်အငူပေါ်မှာမျောရစ်ဆိုတဲ့ဖျားတစုရှိပါတယ်ထိုဖျားကိုတော့အခက်အခဲဖြစ်နေတဲ့သူတွေဂျင်းတဲ့ချက်တဲ့ရောက်နေတဲ့သူတွေကတွားရောက်ဖူးမြော်ဆူတောင်းချောင်းကိုလည်းသိရှိရပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့တနင်္လာရီတိုင်းတဝဲမျိုးကမျောရစ်ဆိုတဲ့ဖျားချောင်းလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဘ ഹു တုတဖြစ်ဖွယ်တမိုင်းချောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်